မင်္ဂလာပါဒီကနေ့နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်ကိစ္စနိုင်ကတောင်ဝီယူတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပထမဆုံးသောဂျပန်အမျိုးသမီးဝင်ကြီးချုပ်ဖြစ်ဆာနာအဲတာကာအီချီရွေးကောက်ခံရတဲ့သတင်းယူကရိန်းစစ်နိုင်မယ်လို့မထင်ပေမဲ့လည်းဘာမစိုးဖြစ်နိုင်တဲ့အကြောင်းထရမ့်ရဲ့ပြောဆိုချက်သတင်းနဲ့ ရုရှားယူကရိန်းအရေးမှာထရမ့်ရဲ့ရည်တည်ချက်ကိုဥရောပခေါင်းဆောင်တွေက ထောက်ခံကြောင်းပြသခဲ့တဲ့သတင်းတွေပဲဖြစ်ပါတယ်။ဗရမဇုံသတင်းပုတ်အနေနဲ့ဂျပန်နိုင်ငံရဲ့သမိုင်းတလျှောက်ပထမဆုံးသောအမျိုးသမီးဝင်ကြီးချုပ်ဖြစ် Liberal Democratic Party LDP ခေါင်းဆောင်ဆာနာအဲတာကာအီချီကိုလွှတ်တော်ကရွေးကောက်တင်မြှောက်လိုက်တယ်လို့သိရပါတယ်။တာကာအီချီဆာနာအဲ君237 အော်တိုဘလာ23ရက်နေ့တွင် အော်လူတိုမာမဲခွဲ ဆုံးဖြတ်ခဲ့ကြရာတာကာအီချစ်ကပထမအကြော့မှာရင်239မဲရရှိခဲ့ပြီးဒုတိယအကြော့ကိုဆက်ပြိုင်စရာမလိုဘဲအနိုင်ရသွားခဲ့ပါရီတစ်ဖက်ပြိုင်ဘက်ဖြစ်တဲ့ဒီမိုကရက်တစ်ပါတီခေါင်းဆောင်ယိုရှီဟီကိုနိုတာကတော့149မဲသာရရှိခဲ့တာကိုတွေ့ရပါရီ ဒါပေမဲ့လည်းအနာယ LDP ပါတီဟာလွတ်တော်မှာအမတ်နေရအများစုမရှိထားတဲ့အလျောက်ဂျပန်တီထွေစန်းသိရေးပါတီ GIB နဲ့ညွန်ပေါင်းဖွဲ့ပြီးမှသာတာကာအီချီတို့အနိုင်သေးချစေခဲ့တာဖြစ်ပါရည်။ဒါဂျပန်နိုင်ငံကောင်းဆောင်ဖြစ်လာနိုင်ဖို့အတွက်ဒီအမျိုးသမီးကြီးရဲ့တတိယအကြိမ်မြောက်ကြိုးပမ်းမှုလည်းဖြစ်ခဲ့ပါရည်။အသက်64နှစ်အရွယ်တာကာအီချီက ဗြိတိန်ဝန်ကြီးချုပ်ဟောင်းမာဂရက်သက်ချာကို လေးစားအကြသူ ဖြစ်တယ်လို့ဂျပန်ရဲ့တမ်နီလေဒီအဖြစ်လဲတင်စားခေါ်လေးရှိကြပါရီ။ငါးနှစ်တွင် LDP ပါတီရဲ့လေးဦးမြောက်ဝန်ကြီးချုပ်ဟာတာခိုင်အီဂျီဖြစ်လာခဲ့ပြီးကွယ်လွန်သူဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေရဲ့တပည့်ရင်းလဲဖြစ်ပါရီ။အဲ့နောက်ဒီဝန်ကြီးချုပ်တက်ကအစိုးရဖွဲ့စည်းနိုင်ဖို့စတင်လှုပ်ဆောင်နေပြီးဖြစ်တဲ့ပြင်အဲ့ဒီထဲမှာအမျိုးသမီးအများပြားကိုပါခန့်အပ်သွားမယ်ကြောင်းအရေးမှုပေးခဲ့ဘူးပါရီ။ ဒါအပြင်အမေရိကန်နဲ့ဂျပန်ဆက်ဆံရေးနှေးကွေ့နေတဲ့နိုင်ငံစည်းပွားရေးအပါအဝင်အရှုပ်တော်ပုံတွေနဲ့ရင်ဆိုင်နေရတဲ့အာနာယပါတီညညွေးစတဲ့စိန်ခေါ်မှုတွေကိုတက္ကအီချီဘက်ကဖြေရှင်းပြရဖို့ရှိနေပါတယ် ဆက်လက်တင်ဆက်ပေးမှာကတော့ American သမ္မတဒေါ်နယ်ထရမ့်ဟာယူကရိန်းအနေနဲ့ရုရှားကိုစစ်နိုင်မယ်လို့မထင်ပေမဲ့လည်းဘာမစိုးဖြစ်သွားနိုင်တဲ့ဆိုပြီးအော်တိုဘလ20ရက်နေ့ကပြောတော့ပါတယ် They could still win it I don't think they will but they could still win it I never said they would win it I said they could win anything can happen you know war is a very strange thing ဒါထရမ့်ကသူတို့တွေနိုင်မယ်လို့ကြောက်တော့မထင်ပါဘူးဒါပေမဲ့လည်းနိုင်နိုင်ပါသေးတယ် စစ်ပွဲဆိုတာအင်မတန်ထူးဆန်းတဲ့အရာလေးဆိုပြီးစကားကိုပြန်လျှော့ချသွားခဲ့တာ ဖြစ်ပါရီအော်တိုဘာလ18နှစ်နေတုန်းကယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီကိုလက်ခံတွေ့ဆုံခဲ့ချိန်မှာလက်ရှိတိုက်ပွဲမြင်တိုင်းအပြစ်ရက်လိုက်ဖို့အတွက်ထရမ့်အနေနဲ့တောင်းဆိုခဲ့တာ ဖြစ်ပါရီလွန်ခဲ့တဲ့လကုလညီလာခံမှာလေယူကရိန်းနယ်မြေအကုန်ပြန်ရနိုင်တယ်လို့ပြောဆိုခဲ့ရကနေအခုလိုမျိုးသူ့သဘောထားကိုတဖန်ပြောင်းလဲလာခဲ့တာဖြစ်ပါရီဒါပြင် မဲဆွယ်ကာလနဲ့သမရတပ်တန်းအစပိုင်းမှာလဲစစ်ပွဲရပ်နိုင်ဖို့ရာယူကရိန်းဘက်ကနေမျိုးတွေကိုဆွန့်လွတ်တဲ့တဲ့အကြောင်းထရမ့်အနေနဲ့ပြောခဲ့မှုပါတယ်ယူကရိန်းသမရဇယ်လန်စကီဘက်ကတော့တိုမဟော့ဒုံးကြီးတွေမရခဲ့ပေမဲ့လဲထရမ့်နဲ့တွေ့ဆုံမှုကိုအပြုသဘောဆောင်နေဆိုပြီးမှတ်ချက်ပေးတော့ပါတယ်ဒါပြင်ဇယ်လန်စကီနဲ့မတွေ့ဆုံခင်နိုင်ပိုင်းလူမှာထရမ့်ကပူတင်ကိုဖုန်းနဲ့ဆက်သွယ်ခဲ့ပြီးအဲ့ဒီနောက်မှာပဲဒုံးကြီးမပေးဖို့အတွက်ဆုံးဖြတ်ခဲ့တာပါ ။ဒါကြောင့် Trump ကရုရှားနဲ့မတွေ့ခင်အချိန်နေတင်းမာမာကိုမလိုလားပုံရတယ်ဆိုပြီး Zelensky ဘက်ကသူ့အမြင်ကို ပြောပြပါတယ်။ Ukraine ရှေ့ပိုင်း Donetsk နဲ့ Luhansk ဒေသတစ်ခုလုံးကိုရုရှားဘက်ကတောင်းဆိုနေစေဖြစ်တဲ့လျောက် Patriot လေကြောင်းကာကွယ်ရေးစနစ်တွေ အမြန်ရလာနိုင်ဖို့အတွက် Zelensky အနေနဲ့တောင်းဆိုထားပါတယ်။

လက်ရှိရုရှားနဲ့ယူကရိန်းကြားမှာထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့မြင်းတိုင်းအပြစ်ခက်ရဲစဲဖို့အတွက်အမေရိကန်သမ္မတထရန့်ရဲ့တောင်းဆိုမှုကို မဟာမိတ်တွေဘက်ကထောက်ခံကြောင်းဖော်ပြခဲ့ကြပါရီဒါဗြိတိန်ပြင်သစ်ဂျာမနီနဲ့ဥရောပသမဂ္ဂအပါအဝင်မဟာမိတ်နိုင်ငံခေါင်းဆောင်တွေကပူးပေါင်းပြီးကြေညာချက်တစ်ခုကိုပူးတွဲထုတ်ပြန်ခဲ့ကြတာပါ အဲ့ဒီတည်းမှာတိုက်ခိုက်မှုတွေချက်ချင်းရပ်တန့်ပြီးလက်ရှိထိတွေ့မြင်ဟာတွေ့ဆုံဆွေးနွေးမှုတွေရဲ့စမှတ်ဖြစ်ရမယ်ဆိုတဲ့သမ္မတထရမ့်ရဲ့ရည်တည်ချက်ကို ကျောက်တူဘက်ကအလေးနက်ထောက်ခံပါတယ်ဆိုပြီးရေးသားထားခဲ့တာပါယူကရိန်းပါဝင်ဥရောပမဟာမိတ်နိုင်ငံတွေဟာဆွေးနွေးပွဲတွေကိုစတင်နိုင်ဖို့ဆိုရင်ချက်ချင်းအပြစ်ရက်လိုက်ဖို့လိုအပ်တဲ့အကြောင်းအရင်ကတည်းကတောင်းဆိုထားခဲ့တာဖြစ်ပါတယ်အခုတစ်ပတ်အတွင်းယူကရိန်းအရေးအတွက်ဥရောပသမဂ္ဂထိပ်သီးဆွေးနွေးပွဲရော ဆန္ဒရှိသူများညွန်ပေါင်းအဖွဲ့ရဲ့တွစ်ဆုံမှုမှာပါနိုင်ငံခေါင်းဆောင်တွေကြားဆွေးနွေးသွားဖို့ရှိနေပါတယ်။ဒါကြောင့်အော်တိုဘလ24ရက်နေ့ကျရင်လန်ဒန်မြို့မှာပြုတ်လုသွားမဲ့ညွန်ပေါင်းအဖွဲ့အစည်းအဝေးကိုတက်ရောက်သွားမယ်လို့ဇယ်လန်စကီဘက်ကအတည်ပြုထားပါတယ်။ပြင်သစ်နဲ့ပြည်တွင်ဥဆောင်ရာဒီညွန်ပေါင်းအဖွဲ့ကိုပြီးခဲ့တဲ့ February လမှာစတင်စုစည်းခဲ့တာဖြစ်ပြီး Ukraine တို့ဘယ်နိုင်ငံကစီးရီးယားဘလူးကူညီမဲဆိုတာမျိုးဆွေးနွေးလို့ရှိကြပါတယ်။ အပြစ်ခတ်ရစဲပြီးသွားရင်တော့ရုရှားဘက်ကထတ်တိုက်လာခဲ့ရင်ဘလို့ဟန်တားကြမယ်ဆိုတာကိုပါတိုင်ပင်သွားကြဖို့ရှိနေပါတယ်ဆလတ်တင်ဆက်ပြမှာကတော့ လာမယ့်2028ခုနှစ်မတိုင်ခင်မှာရုရှားစီကနေရေနံနဲ့သဘာဝဓာတ်ငွေတင်သွင်းမှုကိုရပ်ဆိုင်းကြဖို့အတွက်ဥရောပသမဂ EU အဖွဲ့ဝင်နိုင်ငံတွေကြားမှာသဘောတူညီချက်ရရှိခဲ့ပါတယ်ဒါယူကရိန်းမှာဆင်နွှဲလျက်ရှိတဲ့ရုရှားရဲ့ကျူးကျော်စစ်ပေါ်အထောက်ကူပြုမှာစိုးရိမ်တဲ့အလျောက်အခုလိုမျိုးဖက်တောက်နိုင်ဖို့ရာကြိုးပမ်းနေကြတာဖြစ်ပါတယ် အော်တိုဘာလ20ရက်နေ့လူဇမ်ဘတ်နိုင်ငံမှာကျင်းပခဲ့တဲ့အစည်းအဝေးတွင်ရုရှားစွန့်အင်ဝယ်ယူမှုရပ်တန့်ရေးစီးမြင်မှုကြမ်းကို EU စွန့်အင်ဝန်ကြီးအာလုံနီဘာကထောက်ခံပေးပေးခဲ့ကြပါတယ်။ရုရှားနဲ့တန်တမန်ရေးအရာနှိစက်မှုရှိတဲ့ဟန်ဂေရီနဲ့ Slovakia ဘက်က EU ရဲ့ဒီနောက်ဆုံးစီမံချက်ကိုကန့်ကွက်ခဲ့ပေမဲ့အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီထဲမှာပိုက်လိုင်းကလာတဲ့ရေနံနဲ့ တဘာဝတငွေအရေး LNG နှမျိုးစလုံးတို့အကျုံးဝင်တဲ့အပြင်ကုန်းတွင်းပိတ်နိုင်ငံတွေကုန်းတွင်းပိတ်နိုင်ငံတွေကိုပါကင်းလွတ်ခွင့်တချို့ပေးထားကြောင်းသိရပါတယ်။ဒီမူကြမ်းအရ2026ခုနှစ်မှာ ကာလတူနဲ့2028ခုနှစ်မှာကာလရှည်စတဲ့ရုရှားတငွေဝယ်ယူရေးစာချုပ်တွေကို EU အဖွဲ့ဝင်တွေဘက်ကတဖြည်းဖြည်းချင်းဖျက်သိမ်းပေးသွားရမှာဖြစ်ပါတယ်။ အမေရိကန်သမ္မတထရမ့်ကလည်းမိမိပေါ်ပြန်တိုက်မဲ့စစ်ပွဲအတွက်ငွေကြေးထောက်ပံ့တာမျိုးမလုပ်ကြပါနဲ့ဆိုပြီးဥရောပနိုင်ငံတွေကိုအကြိမ်ကြိမ်တောင်းဆိုထားပါရယ်ဥရောပအတွက်လိုအပ်တဲ့ဒဏ်ငွေပမာဏ73ရာခိုင်နှုန်းဟာရုရှားစီကနေရယူနေရတာဖြစ်ပြီးတန်ကြီးအဖြစ်တစ်နှစ်ကိုဒေါ်လာ16.5ဘီလီယံနဲ့အထက်ရှိလိုနေပါရယ် EU ဟာရုရှားစီကနေတင်သွင်းနေတဲ့ရေနံပမာဏကို 300ဂိုင်နှုန်းလောက်ထိရှော့ချပြီးဖြစ်ပေမဲ့လည်းအလုံးစုံဖြတ်တောက်နိုင်ခြင်းတော့မရှိသေးပါဘူး။တစ်ဖက်မှာရုရှားကကြောက်ဖြစ်ယုံကျွင်းလောင်စာအများစုကိုတရုတ်အိန္ဒိယနဲ့တူရကီနိုင်ငံတွေစီအဓိကထားရောင်းချနေတာဖြစ်တာကြောင့်တက်ရောက်မှုရှိနိုင်ကြတော့အလွန်နှေးပါနေပါရီ။ဒါ့အပြင် EU နိုင်ငံတွေထဲမှာရုရှားစွန့်ရင် အများဆုံးတင်သွင်းနေတာကဟန်ဂေရီနဲ့ဆလိုဗက်ကီးယားသာဖြစ်ပြီးပြင်သစ်နယ်သာလန်နဲ့ ဘယ်ဂျီယံတို့ကိုလည်းဖော်ပြထားတာတွေ့ရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ American နဲ့ Australia ကမြေရှားတပ်ထုအပါအဝင် အခြားအရေးကြီးသတင်းစာတပံ့ပိုးမှုအကောင်းစီရေးသဘောတူစာချုပ်တရက်ကိုချုပ်ဆိုလိုက်ပြီးဖြစ်ကြောင်းသိရပါတယ်။ Thank you. Thank you very much. Maybe we'll hold this up. Okay. Here we go. လက်ရှိမှာတရုတ်နိုင်ငံကမြေရှားတူးဖော်မှု80ရာခိုင်နှုန်းနဲ့တန်းစင်ထုတ်လုပ်မှုရဲ့90ရာခိုင်နှုန်းအထိထိန်းချုပ်ထားနိုင်တာဖြစ်တဲ့လျောက်ဒါကိုတံပြန်နိုင်ဖို့အတွက်ရည်ရွယ်ခဲ့တာပါအဲနောက်ဩစတြေးလျဝန်ကြီးချုပ်အန်တိုနီအယ်ဘနီစ်ကဒီသဘောတူညီချက်အရတိုင်းပြည်ရဲ့တူးဖော်တန်းစင်လုပ်ငန်းတွေကိုတိုးချက်နိုင်ဖို့ရာ အသင့်ပြင်ထားတဲ့စီမံကိန်းတွေအတွက်ဒေါ်လာ8.5ဘီလီယံအထိထောက်ပံ့ပေးသွားမယ်လို့အတည်ပြုခဲ့ပါတယ် လာမဲ့6လတာအတွင်းနိုင်ငံစလုံးကစီမံကိန်းတွေမှာဒေါ်လာ1ဘီလီယံယင်းနှိမ့်နှံသွားမယ်လို့လည်းဖော်ပြထားပါရီထရမ့်ပထမသက်တမ်းကလေးကအမေရိကန်နဲ့တူအော်စတြေးလျဟာအဲ့ဒီကိစ္စရဲ့အတွက်ညှိနှိုင်းနေကြတာဖြစ်တယ်လို့မဟာမိတ်ဆက်ဆံရေးကိုလည်းနောက်တဆင့်တက်လန်းစေခဲ့တယ်လို့យေတာထားပါရီဒါပြင်အမေရိကန်ကုမ္ပဏီတွေဟာမြေရှားတပ်ထုပေါ်အကြီးအကျယ်မှီခိုနေရတာဖြစ်ပြီးတရုတ်ဘက်ကပံ့ပိုးမှုတွေကိုကန့်သက်လာချိန်မှာတော့ ဝါရှင်တန်တို့အားနည်းချက်ဖြစ်လာခဲ့ပါတယ်။ဒါပြင်ဩစတြေးလျအမေရိကန်နဲ့ပြည်ထောင်စုရဲ့ AUKUS ရင်ငုတ်သင်းမောဆိုင်ရာသဘောတူညီချက်နဲ့ပတ်သက်ရင်တော့အချိန်ဟုန်အပြည့်နဲ့ရှေ့ဆက်နေတယ်လို့သာ သမရထရန့်အနေနဲ့မှတ်ချက်ပြုထားပါတယ်။အဲနောက်ဩစတြေးလျအနေနဲ့ရင်ငုတ်သင်းမောတွေတကယ်ရမလားဆိုတဲ့မေးမြန်းမှုကိုတော့တေချာပေါက်ရမှာပါဆိုပြီးထရန့်ကတုံ့ပြန်ခဲ့ပါတယ်။ He's done a fantastic job as the prime minister. We're here to talk about trade, uh, submarines, lots of other military equipment. They're big orders of our great military equipment. We have the best equipment anywhere in the world by far. Now, sound in Sepi Magaro. American သမ္မတထရမ့်ဟာကာပွဲခတ်မှအသစ်တစ်ခုတည်ဆောက်နိုင်ဖို့အတွက်အင်ဖြူရော်ရဲ့အရှိဆောင်အစိတ်ပိုင်းတွေကိုစတင်ဖြိုချနေပြီဖြစ်ပါတယ် အိနောက်ဆော့လို့ရေလုတ်သားတွေကအရှိဆောင်ရဲ့စင်ဝင်တဲ့ပြတင်းပေါက်တွေကိုစတင်ဖြိုချနေတာတွေ့ရပြီးလုံးဝခင့်မိအောင်ဆောင်ရွက်နေတယ်လို့ Trump အနေနဲ့မှတ်ချက်ပြုထားပါရီအခုလိုမျိုးအင်ဖြူရောမှာပါတီပွဲကြီးတွေနိုင်ငံတော်ခီးစဉ်တွေတဲ့ခင်းဧကန်နိုင်နဲ့ကာပွဲခမ်းမတစ်ခုရှိဖို့တမရတိုင်းအိမ်မက်မခဲ့ရတာနှစ်ပေါင်း150ကျော်ရှိပြီဖြစ်ကြောင်းဖြည့်ဆွက်ပြောပါရီ အဲ့ဒီကာပွဲခမ်းမဆောင်အစ်စ်ကမူလရှိပြီးသားအဆောက်အုံတွေအနီးမှာတိဆောက်သွားမှဖြစ်ပေမဲ့လေထိခိုက်မှုမရှိနိုင်တဲ့အကြောင်းဖော်ပြထားပါရီလက်ရှိဒေါ်လာ350လောက်ကုန်ကျမဲ့ဒီအင်ဖြူရောစီမံကိန်းတို့ရရောတဲ့မျိုးချစ်ပုံကူတွေကလှူဒန်းပေးခဲ့တယ်လို့သာသိရပြီးဘသူတွေဆိုတာကိုတော့အသေးစိတ်ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး အမေရိကန်သမ္မတရဲ့အင်တော်ဖြစ်ခဲ့တာရာစုနှစ်နှစ်ခုကြာရှိပြီဖြစ်တဲ့ဒီအင်ဖြူရောရဲ့အရှိဆောင်ကို1902ခုနှစ်ကတည်ဆောက်ခဲ့တာဖြစ်ပြီး1942ခုနှစ်မှာတော့နောက်ဆုံးမူးမှန်ပြုပြင်ခဲ့တာဖြစ်ပါရီဟုတ်ကဲ့ပါနိုင်ငံတကာသတင်းတွေကိုတလောက်နဲ့ပဲအဆုံးသတ်လိုက်ပါရီကျွန်တော်ကတော့ကေဆက်နိုင်ပါ